ဒီတစ်ခါဗီဒီယိုမှာတော့ကျွန်တော်တို့ညနေပေါ့နော်ဒီလာထဲမှာရန်ကုန်မိုင်းစတိုးရဲ့အယောင်အဆုံလူကြိုက်အများဆုံးဆိုတဲ့ဖုန်းတွေအကြောင်းနည်းနည်းပြောကြတာပေါ့အဲသူတို့တွေဘာကြောင့်ဒီဖုန်းတွေကိုဝယ်ရလဲသူတို့တွေဒီဖုန်းတွေကိုရွေးဝယ်လိုက်တာဘာအကြောင်းကြောင့်လဲသူတို့အတွက်ဘာတွေအဆင်ပြေသွားလဲဒါလေးကိုနည်းနည်းပါရှာဖွေပြီးတော့ပြပြပေးမယ်ဈေးနှုန်းကတော့အသီးသီးပါလိမ့်မယ်အနည်းဆုံး9သိန်းလောက်ကနေစပြီးတော့အာကျွန်တော်တို့သိန်းနဲ့ဆက်လက်ဖြစ်သွားနိုင်တယ်သိန်းသုံးနဲ့လက်ဖြစ်သွားနိုင်တယ်အဲပြီးတော့9သိန်းနဲ့မကောက်ဘူး3သိန်းဝန်းကျင်လောက်ပါနည်းနည်းလေးပါရင်ပါလိုက်ရင်ပဲ ။ဆိုတော့ကျွန်တော်တို့ဘယ်ဖုန်းတွေဖြစ်မလဲ။ကိုယ်နဲ့ဘယ်ဖုန်းတွေ ਆ ၊ကိုက်တိုင်းမျိုးတွေရောပါအောင်လဲ။ဒါလေးကိုစကြတာပေါ့။အလုံးသိရတဲ့အတိုင်းပဲဒီစမတ်ဖုန်းလောကကလည်းတဖြည်းဖြည်းနဲ့ပြင်းစရာကောင်းတယ်လို့ တိုးပွဲတိုးတက်လာတယ်လို့လို့နည်းနည်းလေးခံစားရမျိုးရှိနေတဲ့မှာအပြိုင်ဆိုင်ဘက်ထရီတွေအပြိုင်ဆိုင်ထုတ်လိုက်ပါလာတယ်အပြိုင်ဆိုင်ထုတ်လိုက်ရဆုံးလုံးစိနေတယ်ဒါကပြန်ကျင်းနေကျွန်တော်တို့မှရွေးချယ်စရာမော်ဒယ်အစ်မထွက်ဘူးဆိုရင်ဒီတရပဲဝဲပြီးတော့တလဲလဲနဲ့ရွေးနေရတာဆိုတော့ဒီကကတော့ဖြစ်စေချင်တာကတော့အားလုံးကိုကိုနဲ့ kait တဲ့ဖုန်းကိုသုံးမဲ့ပတ်စံနဲ့ကိုရဲ့ budget နဲ့ကိုဝယ်လိုက်တဲ့ဖုန်းကကိုနဲ့အဆင်ပြေတဲ့ဖုန်းမျိုးရစေချင်လို့ကျွန်တော်တို့ကဒီလိုဗီဒီယိုလေးတွေကိုဒါဖန်တီးပေးတာ ပထမဆုံးတစ်လုံးကတော့တခနိုရဲ့ spec 91ဆိုတဲ့ကောင်ဒီကောင်ကတတော်ကိတ်တာဈေးက3သိန်းဝန်းကျင်လောက်ပဲရှိပြီးတော့ဒီဇိုင်းနေကျွန်တော် display ဘိုင်းနေပါတွေက3သိန်းဆိုတဲ့ဈေးဝန်းကျင်မှာတတော်ကမှအဆင်ပြေတယ်အဲ ဆိုလိုချင်တာကကျွန်တော်လူကြီးသုံးမဲ့ဖြစ်ဖြစ်ကိုကိုတိုင်းကဆိုရှယ်မီဒီယာလောက်ပဲသုံးမယ်ဆိုတဲ့သူမျိုးဖြစ်ဖြစ်တတော်ကမှအဆင်ပြေဖုန်းအဲသုံးသိန်းဝန်းကျင်မှာတော့တက္ကနိုရဲ့စပတ်ကိုဝန်ကတတော်ကမှပေါက်တယ်လို့ပြောရမယ်ပြီးတော့အဲတချို့တွေကိုမေးကြည့်ရောလေဒီကောင်းကိုသုံးရတာကလူကြီးအတွက်ဝယ်ပေးတာများတယ်အဓိက Facebook သုံးဖို့အတွက်ကျွန်တော် social media ကောင်းကောင်းသုံးဖို့အတွက်တရားတွေပိုင်းနှထောင်းဖို့အတွက်ဆိုပြီးတော့ဝယ်ပေးကြတယ် အဲ့တော့မျိုးကတော့ Poco ရဲ့ C75 ဒီကောင်က Poco ကနေပြီးတော့ဒါမြန်မာနိုင်ငံကို official နေနဲ့တွင်းလာတဲ့ကောင်မျိုးတွေ display ကြီးတယ် site ကြီးတယ် battery ကြီးတယ်ဆိုတဲ့ကောင်မျိုးဈေးနှုန်းကလည်း၄သိန်းဝန်းကျင်ပဲရှိတယ်အဲသူ့အဓိကဝယ်ရအကြောင်းရင်းကလည်းထုံနီး၎င်းပဲကျွန်တော်တို့လူကြီးတွေကိုပေးဖို့အတွက်တို့ဘာလို့စဉ်းစားပြီးဝယ်ရလူတွေများတယ်အဲဒါမှမဟုတ်ကိုကိုကိုရိုင်းက secondary device နေနဲ့တုံးဖို့ဆိုပြီးတော့ဝယ်ရမျိုးလေးများတယ် design လည်းတော်တော်လေးမဆိုးတဲ့ကောင်လို့ပြောရမှာ နောက်ထပ်တစ်မျိုးကတော့နည်းနည်းဈေးတော့နည်းနည်းမြောက်သွားမယ်သူက9သိန်းဝန်းကျင်ဖြစ်သွားမယ်9သိန်းဝန်းကျင်မှာအရွေးများတာကကြတော့ Infinity Hot 50ကိုအရွေးများတယ်အဓိကကဘာကြောင့်ရွေးကြလဲဆိုတော့ Media Tech ရဲ့ Helio G100 ကိုဒီ9သိန်းဝန်းကျင်ဖုန်းမှာသုံးပေးထားတာကဒါဒီကောင်းရဲ့အားသာချက်လို့ပြောရမယ် Social Media သုံးလို့ကောင်းတယ် Even ကျွန်တော်တို့တက်နိုင်တယ်ဆိုရင် Gain တွေပါတယ်တသေးလေးတွေထည့်ပြီးတော့ဆော့တာမျိုးတွေလည်းလုပ်လို့ရတယ် Performance အနေထားအရတော်တော်လေးကိုမှအဆင်ပြေ Design တွေပါတယ်လည်းဘာမှတိတ်ပြီးပြောစရာမရှိဘူးအဲသူကလည်း9သိန်းဝန်းကျင်မှာ ပိုကောင်းတဲ့ဖုန်းလေးတွေဒါမှမဟုတ်ကျွန်တော်တို့ကိုကိုတိုင်ကသုံးဖို့ဆိုပြီးတော့ရည်ရွယ်ထားတဲ့သူတွေတော်တော်များလည်းအဝယ်များတယ်ပြီးတော့နောက်တစ်ခုကကျတော့ဘာကြောင့်လဲဆိုရင်သူက9သိန်းဝန်းကျင်နဲ့ Media Tech က Helio GTR လိုမျိုး Associate ကိုရတဲ့အတွက်တော်တော်လေးကိုကောင်းလို့ရွေးကြတာများတယ်ဒါက Official Global ရဲ့ဖုန်းကိုပြပြပြီးတော့ကျွန်တော်တို့ China ဘက်ကဖုန်းလေးအကြောင်းသွားကြတာပေါ့ China ဘာရှင်းပတ်ဒီမှာတော့ဒါနိုင်ငံတော် brand တွေကရွေးတာများတယ်နိုင်ငံတော် brand ကတော့ထုံးစံအတိုင်း Redmi ရဲ့ Note 12 5G နဲ့ Note 13 5G ဒီနှမျိုးတော်တော်လေးအရေးများတယ်အဓိကက performance ဆိုတာထက် display ကောင်းတဲ့ design လှတဲ့နိုင်ငံတော် brand ဖြစ်တဲ့အတွက်ကျွန်တော်တောင်းတောင်းဂိမ်းနေပါတယ်ကောင်းကောင်းဆော့လို့ရတယ်ဈေးနှုန်းကလည်း9သိန်းဝန်းကျင်လောက်ပဲရှိတယ်အဲဆိုပါဆိုကျွန်တော်တို့ Note 13 5G ဆိုရင် Dimensity 6080နဲ့လာတယ် Note 12 5G ဆိုရင် Snapdragon 4 Gen 1နဲ့လာတယ်အဆိုစီလည်း LAN နဲ့ display ဆိုရင် OLED display တွေကြီးပဲဆိုတော့ဒီနှစ်ကောင်ကိုရွေးကြတဲ့အကြောင်းရင်းကတော့သူတို့က display ကောင်းကောင်းနဲ့ရုပ်ရှင်ကြည့်ခြင်းတဲ့သူတွေ OLED display ကိုကြိုက်တဲ့သူတွေဈေးလည်းအများကြီးမတုံးချင်ဘူးဆိုတဲ့သူတွေရွေးရတော်လည်းများတယ်။တချို့ကျတော့ China version လည်းပြဿနာမရှိဘူး။ဒီခံနိုင်တဲ့အဓိကက specification ကောင်းကောင်းနဲ့ဒီဖုန်းမှာပါတယ်။ဟာလေးကောင်းမှုရွေးရလူတွေရွေးများတယ်။အဲကျွန်တော်တို့တော့ကတော့မိုင်တာပေါ့ဗျာ။ဒီကဖုန်းကအဆင်ပြေနေရပြီဆိုတဲ့သူမျိုးလေး။ကောင်းကိုက်ဆုံးအပိုင်းအခုမှလာတာခုနသိန်းနဲ့၁၀သိန်းချားမှာဆိုရင်ကျွန်တော်တို့ရေဘာရွေးလို့ရွေးမယ်မသိဘူးဖြစ်သွားတဲ့တယ်ဆိုပါစို့ ။ Redmi ရဲ့ Note 14 4G Global Version လား Note 13 Pro 5G China Version လားဒါမှမဟုတ်တက္ကနိုရဲ့ Common 4D လားတက္ကနိုရဲ့ Common 4D Pro လား Infinix ရဲ့ Hot 50 Pro Plus လားဒါမျိုးတွေကျွန်တော်တို့ရွေးရနည်းနည်းလေးကောင်းစားတယ်။အပြင်တစ်ခါသေးရရှိသေးတဲ့ Samsung ရဲ့ Galaxy A16 လား။အာဘာရွေးရမှာလဲမသိတော့ဘူးလေဘာဖြစ်ကုန်။ကောင်းနေပါ යි ကြိုက်ကုန်။အဲဒါမျိုးလေးပေါ့။အဲကြားမှာအလွယ်ကူဆုံးကျွန်တော်ရွေးပေးရမယ်ဆိုရင်ပထမဆုံးကိုက performance ပိုပြီးကောင်းတာမျိုးရွေးချင်တဲ့သူမျိုး ဒါဆိုရင် Redmi ရဲ့ Note 13 Pro 5G နဲ့ Redmi ရဲ့ Note 14 4G ကိုရွှေ့ ူကအဆင်ပြေတယ်။ဘာကြောင့်လဲဆိုလို့ရှိရင် Note 13 Pro 5G ကလည်းလက်ရှိထွက်ထားတဲ့ထဲမှာနည်းနည်းလေးကြာပြီဆိုပေမဲ့အခုချိန်ထိသူ့ရဲ့ဈေးတန်းမှာတကယ်ကိုဆရာတစုဖြစ်နေတော့မယ်။တော်တော်လေးကောင်းနေတယ်ထဲမှာပါတယ်။အများစုဒီကောင်းကိုဝယ်တာကလည်းဒီဇိုင်းလှတဲ့ပဇယ်လေးတွေပါတယ်။ performance လည်းကောင်းအဓိကကင်မရာကောင်းတယ်ဆိုပြီးတော့ဝယ်ကြတယ်။တော်တော်လေးသူ့ရဲ့ကင်မရာကကောင်းတယ်။ Note 14 4G ကကြာတော့တော်တော်များက official global မဟုတ်လို့ဆိုပြီးတော့ Note 13 Pro 5G ကိုဝယ်ခြင်းရဲ့သားနဲ့ message နာလွယ်ဂဲပစ်ပြီးတော့ Note 13 Pro 5G မွဲပဲနဲ့ Note 14 4G ကိုဝယ်ထားကြတယ်။ဒါမျိုးလေးတွေလည်းရှိတယ်။နှစ်ကောင်လုံးကတော့ display တွေပါအကုန်ကောင်းတယ်ဒါကတော့ကိုကြိုက်တာအကွက်ကိုရွေးကြည့်ပေါ့။တခဏလို့ရဲ့ Common Series နဲ့ Infinite Hot Series ကကြတော့ ကိုက AI တွေကိုပို့ပြီးတော့တုံးကျင်နေ AI feature တွေပါကျင်နေဆိုတဲ့သူတွေတော့ Common 40 line ကိုရွေးကြတယ်။အဲကင်မရာကလည်းတော်တော်လေးကိုကောင်းတယ် Sony ရဲ့ LYD 700ဆိုတော့လည်းဘာမှသိပ်ပြီးတော့ပြောစရာမလိုဘူး။တော်တော်အဆင်ပြေတဲ့ကင်မရာကိုရတယ်။ဒါတော့ကျွန်တော်ကွဲပါပြီ။ကိုက AI တွေတုံးကျင်နေကင်မရာလည်းကောင်းရမယ် Global version နဲ့ဖြတ်ကြမယ်ဆိုရင်တခဏရဲ့ Common 40 series ကိုရွေးလိုက်။အဲနောက်ဆုံး Infinix ရဲ့ Hot 50 Pro Plus လေးကကျတော့ဘယ်လိုလိုမျိုးရွေးတင်လဲဆိုရင်အဲသူက အဓိကကပပားလေးကိုကြိုက်တယ်ဒီဇိုင်းနှာမျိုးကြိုက်တယ်ဆိုရဲသူမျိုးတွေဒီဇိုင်းပဲဦးစားပေးတာကိုရွေးချင်တယ်ဆိုရဲသူမျိုးတွေဒါရွေးလို့ကောင်းတဲ့ဖုန်းမျိုးအရန်ပါတယ်ပေါ့ပေါ့လေးနဲ့ကန်ရတယ်တော်တော်လေးကိုအဆင်ပြေတဲ့ကောင်းမျိုးအဓိကဒီ9သိန်းနဲ့10သိန်းချာမှာလာဝယ်တဲ့သူတွေအကုန်လုံးကိုဒါကျွန်တော်တို့တော်တော်များကိုမေးကြည့်တဲ့အခါမှာလည်းဒီလိုမျိုးပဲဝယ်ကြတယ်တချို့ကကျတော့ AI နေတုံးကျင်တယ်အဲ့လို AI နေတုံးကျင်တယ်ဘာဖုန်းကိုတုံးရမလဲပြီးတော့ socket to search လို့ AI နေကိုစမ်းကျင်တယ်အဲ့ကျွန်တော် လို့သုံးလဲဘာညာသိကျင်နေဆိုတဲ့သူမျိုးတွေကဒါတက္ကနိုရဲ့ common footy line ကိုဝယ်ကြတယ်အပပါလေးနဲ့သဆလာကနေပြောကြရပါတယ်ဖုံးပပါလေးကြိုက်တယ်ဘက်ထရီလဲခံရမယ်အဲလူမျိုးသုံးကျင်နေဆိုတဲ့သူတွေကြတော့ infinity ရဲ့ half 50 purpose ကိုရွေးကြတယ်ထုံးကန်တိုင်းကျွန်တော်တို့ရဲ့ချစ်လာဆိုတော့နိုင်ငံတော် brand ယူကကြတော့ performance ကောင်းရမယ်ဒီစီးမှာ design တွေမှန်ရမယ်ဟိုဟာတွေမှန်ရမယ်ဒီဟာတွေမှန်ရမယ်ဘာညာဆိုပြီးတော့အဲအဲ့လိုမျိုးလိုချင်နေဆိုပြီးလာတဲ့သူတွေတော်တော်များကကျွန်တော်တို့ရဲ့နိုင်ငံတော် brand နဲ့က note 13 profile ကြီးနဲ့ note 14 4G ကိုရွေးကြတယ် โอเคကျွန်တော်တို့ရေ10သိန်းကျော်ဆက်သွားတာပေါ့ဆယ်သိန်းနဲ့15သိန်းကြားမှာရှင်းတယ်ရှင်းတယ်တတော်ကူမှာပြပြတသားရှင်းရှင်းလင်းလင်းကိုမြင်ရတယ် Poco A7 Pro လို့ကောင်းမျိုးကိုရွေးကြတယ် Global version ရတယ် performance လုံးဝကိုကိတ်တယ်ဆိုတဲ့ဟာမျိုးတွေတကယ်ကိုအနှစ်ပဲဒါမျိုးကိုရွေးကြတယ်များအဓိကလာဝဲသူတွေမေးကြရောလဲ gain တွေကို graphic ကောင်းကောင်းနဲ့ဆော့လို့ရလို့ပြီးတော့အဲဒီဇိုင်းတွေမိုက်တယ်ဘယ်ဟာတွေမိုက်တယ်ဘာညာဆိုပြောပြအကုန်ပေါ့ iPhone ကြတော့ performance က Dimensity 6400 Ultra ဆိုပေမဲ့ global version ဖြစ်တာကြောင့်သူက graphic တွေပါတော်တော်များပွင့်တဲ့အတွက် ရွေးရမှာပြီးတော့ global ဆိုတော့လည်းသိရတဲ့အတိုင်းပဲကျွန်တော် Google တွေပါရင်လည်းတိတ်ပြီးတော့အာရုံမနှောက်တော့ပြီးတော့ Redmi ရဲ့ Note 14 Pro Plus အာတော်တော်အကျန်းခံတဲ့မှန်ခုံးပါညာဆိုပြီးတော့လူကြိုက်များတဲ့ကောင်မျိုးအဲ့ကောင်ကလည်းအခုချိန်အထိကိုနေရာယူနေသေးပဲအလုံးရဲ့ရှင်ထမ်းမှာတော်တော်လေးကိုမှတုံးလို့ကောင်းတယ်အဲမိုက်လဲမိုက်တယ်ဆိုတဲ့ကောင်မျိုး Note 14 Pro Plus နဲ့ Poco A7 Pro ကတော့တော်တော်လေးကိုမှဟော့တယ်နောက်တစ်မျိုးကကြတော့ Galaxy A16 4G 5G ရဲ့ Oppo ရဲ့ Reno 13F ရဲ့ဒီနှစ်ကောင်လည်းတော်တော်လေးအဆင်ပြေရောင်းရတဲ့မှာပါတယ်။ Samsung ကကြတော့သူ့ရဲ့ Super AMOLED Display ရဲ့ UI ကြောင့်မို့လို့လူသုံးများပြီးတော့သူကြိုက်တော်တော်လေးများတယ်။အဲ Oppo Reno 13F ကကြတော့ design ရဲ့ camera ရဲ့ကကြတော့တော်တော်လေးကိုဆွဲဆောင်တယ်။ဝဲသူကလည်းတော်တော်ခွဲပြီးသားလာဝဲသူက camera ကောင်းကောင်းတင်ရလိုချင်တယ်ဆိုတဲ့သူမျိုးတွေကကြတော့စမ်းကြည့်ပြီးတော့ Oppo ရဲ့ Reno 13F ကိုရေးဝါတာများတယ်။အဲ Samsung ကကြတော့ဖြတ်တွေပါရေးစမ်းကြည့် UI တွေပါရေးစမ်းကြည့်ပြီးရေးဝါတာများတယ်။အဲသူ fan နဲ့သူကအကောင်လုံးကသိရမလား။ Oppo ရေးမလို့ဆမ်လိုက်မလို့မဟုတ်ဘူး။ ကြိုက်တဲ့သူကတက်နေသူကြိုက်တဲ့သူကရှေ့ပြီးသားဖုန်းတွေအကုန်လုံးကလည်းသူတို့ပေးနိုင်တဲ့ဟာမျိုးပေးထားပြီးသားဖြစ်တဲ့အတွက်သုံးတဲ့သူနဲ့ဒီဖုန်းနဲ့အဆင်ပြေဒါ okay နေပြီပြီးတော့ Honor ရဲ့ X9 စီရှိမယ်ဒီကောင်ကတော့အဓိကအကြမ်းခံတဲ့မှန်အခုံးဖြစ်တယ်ဆိုပြီးတော့ဝယ်ကြတဲ့သူတွေများရဲ့အဲသူဖန်တဲ့သူပေါ့ဗျာအကုန်လုံးကတော့ဒါကျွန်တော်တို့မှာအကုန်လုံးကကျွန်တော်လေးရောင်းရတယ်နောက်တစ်ခုကကြတော့ Anquinio Dan Anquinio Dan ကတော့ဒါသွားရှုပ်လို့ရတဲ့ကောင်မဟုတ်ဘူး15ဘင်းဝင်းကျင်မှာ performance ကိတ်နေပြီးဘာညာဆိုပြီးတော့ဝယ်ကြတဲ့လူမျိုးတွေ လာဝဲသူတွေကလည်းတကယ်တကယ်ဖုန်းကို performance ကောင်းမှတမှ chip တွေကမိုင်းမှဆိုတဲ့သူမျိုးတွေလာဝဲတာများတယ်။ပြန်နောက်တစ်ခုအနေနဲ့ကကြတော့ Nothing 3 AC Nothing 3 AC ကလည်းပြောလို့ပြောရမှာမဟုတ်ဘူးသူ့ fan တွေတော်တော်လေးရှိတယ်ဗျာ 3A ရော 3A Pro ရောကသူ့လမ်းနဲ့သူတော်တော်လေးကိုမှိုက်တယ်။3ရော15သိန်းဝင်ကျင်နဲ့ 3A Pro ရော30ဝင်ကျင်မှာရှိတယ်။နှစ်ကောင်လုံးကတော့တက်မှာလုံးဝတခြားပေါ့နော်တခြားဟိုင်းနဲ့မတူတဲ့ပုံစံမျိုးလေးနဲ့ပြီးတော့ဒီကောင်တွေရဲ့ UI ကလည်းတော်တော်လေးကိုမှအဆင်ပြေတော့ Stock Android ပုံစံမျိုးကိုမှ Nothing OS နဲ့ပြန်ပေါင်းထားဖြစ်တဲ့အတွက်သုံးရတာအရန်ကိုအဆင်ပြေတယ်။အဲ Easy to use ပေါ့အရန်သုံးရလွယ်ကူတဲ့ဟာမျိုးပြီးတော့ကိုကဒီဖုန်းကိုသုံးရတာကတခြားနဲ့မတူဆိုတော့ feeling မျိုးပြီးနိုင်တဲ့ကောင်တွေ ူကတော့ရှင်းရှင်းလေးသူ့ဖန်နဲ့သူတကယ်ကိုခိုင်ခိုင်မာမာယက်တည်နေတဲ့ကောင်မျိုးအခုလာမှာတကယ်ကို flashes စီးယူတွေပဲ flashes ထဲမှာသူတို့အဝယ်များတာဈေးနှုန်းကတော့20ရှိမယ်30ရှိမယ်40ရှိမယ်50ဝန်းကျင်လောက်ရှိမယ်အဲဘာတွေအဝယ်များလဲဆိုတော့ပထမဆုံးအဝယ်များတာကကြတော့ iPhone 13စီးပြီးရှိမယ် iPhone 13ကတော့ဒါတော်တော်လေးကိုမှဒီချိန်နေအထိကိုတုံးနေသူတွေရှိနေတာဒါတော်တော်လေးက surprise ဖြစ်စရာပဲဒါမှမဟုတ် ရွေးချယ်တာမရှိဘူးလေတိန်း30ဝန်းကျင်မှာ iPhone Apple ထဲက brand new အစ်စ်ကိုဝယ်ကြတာဒါ iPhone 13တမျိုးပဲရှိသေးတယ်အဲကျွန်တော်တောင်ကျွန်တော်ညီမလေးကိုဝယ်ပေးလိုက်သေးတယ်တော်တော်လေးတဲ့အဆင်ပြေပါတယ်တုံးရတော့ပုံမှန် daily use ရက်ကတော့ဘာမှပြဿနာမရှိဘူးအထူးသဖြင့် main ကလေးနေတော့ပို့ပြီးတော့အဆင်ပြေလိုက်မယ်နောက်တစ်လုံးကတော့ Xiaomi 15ဒါကတော့ Combat Flash လို့ပြောရတဲ့ကောင်မျိုးအဓိကဒီကောင်ကိုဝယ်ကြတဲ့သူတွေကလည်း Flash ရဲ့ဖုန်းတစ်လုံးကိုဒီ Xiaomi ထဲကမှ HyperOS 2လေးနဲ့ ကင်မရာကောင်းကောင်းလေးကိုလိုချင်တယ်ဆိုတဲ့သူမျိုးတွေဝယ်ကြရမြတယ်။အဲတော်တော်လေး fine နဲ့တော်တော်လေးကန်ရတာအဆင်ပြေတယ်။တကယ့်ကို powerful flagship combat phone လို့ပြောရမှာ။သူ finance သူရှိရနော်။ဒါ Xiaomi ကြက်တဲ့သူကတော့ Xiaomi ကြက်တဲ့သူဝယ်မှာပဲ။တက်မှာနိုင်ငံတော် brand လေးတွားရှုပ်လို့တော့မရအောင်။နောက်တစ်မျိုးကတော့ Vivo ရဲ့ H100 series နဲ့ Xiaomi 15 Ultra တို့အကိတ်ကြီး။အဒီကောင်လေးကတော်တော်လေးကိုမှဝယ်ကြတယ်ဗျအဓိကကင်မရာရိုက်ဖို့ဆုံးဆွဲဖို့ဆိုတာမသိဘူး ဲ့လိုပြောကြတာပဲအဲစတာပါ Xiaomi ရဲ့15 Ultra ကတော့ဒါရှင်းပါရယ် Global version မှာ Hyper AI နဲ့သုံးရမယ်ကင်မရာအရန်ကောင်းတယ်ဒါ Xiaomi ရဲ့ latest and greatest Xiaomi fan အကြီးစားတကယ်ကို big fan နေတော်တော်များဝယ်ရတဲ့ဖုန်း Xiaomi ရဲ့15 Ultra H200 series ကတော့ရောင်းမလောက်ပဲဒါပေမဲ့ H200 Pro Ultra တော့ကတော့လောဆယ် all stop ဖြစ်နေလက်ရှိရှိတာက H200S အဲသူလဲ ကုံတလောင်နီးပါတော့ဖြစ်နေပြီတိတ်တော့မကြမ်းတော့ဒီကောင်တွေကလည်းရောက်တုံးဝယ်ထားမှအဆင်ပြေတဲ့ကောင်တွေတည့်ရတိုင်းမှာ Vivo ရဲ့ H နဲ့ Lamp ကကင်မရာအရန်ကောင်းတဲ့ဖုန်းကင်မရာတစ်ပောက်ကရှမ်းရှမ်းတောက်နေရဆိုတဲ့ဖုန်းမျိုးတွေအဲ Xiaomi fan က Xiaomi အလျောက်ဝယ်ကြသလို Vivo fan တွေကလည်းကင်မရာကောင်းတဲ့တူတွေကလည်း Vivo C ကိုဝယ်ကြတာပဲအဲအကုန်လုံးကတော့သူ့အနေနဲ့သူသူ့ fan နဲ့သူသွားနေကြတာပဲအဓိကကကျွန်တော်တို့ကဒီကြားထဲမှာအခုကျွန်တော်ပြပြပေးသွားတဲ့ဖုန်းတွေထဲကဘယ်ဖုန်းကကိုယ်နဲ့ကိုက်မလဲကိုယ်ဘယ်လောက်ဘတ်ဂျက်သုံးမလဲ ဒီကိုသွန်းလုံးတဲ့ budget ပေါ်မှာဘယ်ဖုန်းကကိုနဲ့အများကြီးအဆင်ပြေလဲဆိုတာကိုတွေးပြီးတော့ဒါရွေးရုံပဲတကယ်လို့ကျွန်တော်ပြောရတဲ့အရာမဟုတ်ဘဲနဲ့တခြားတဲ့ကဝယ်ချင်တယ်တခြားတဲ့ကရွေးချင်တယ်ဆိုရင်လည်းကျွန်တော်ရဲ့ pay message အရတော့အောက်ကခွန်မှန်တော့မှာမှန်ကလေးလို့ရတယ်အဲဘယ်ဖုန်းကပိုအဆင်ပြေမလဲဥမာကိုက3သိန်း3ချင်တယ်ဘယ်ဟာပိုကောင်းတာလဲ15သိန်းဝန်းကျင်မှာကျွန်တော်ပြောရတဲ့အရာနေပြီးတော့ဘယ်ဟာပိုပြီးတော့ကောင်းတယ်တခြားဟာရှိသေးလားဒါမျိုးလေးတွေပေါ့အောက်ကခွန်မှန်မှာအပြန်အလှန်ကျွန်တော်ဆွေးနွေးလို့ရတယ်ဟုတ်ပါပါ ိုတော့ကျွန်တော်တို့နောက်မှတွေ့ကြရပါဘောအားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်အရမင်းကြော်ယူပါ Yangon Mobile Store